ိုင်ဝမ်နိုင်ငံအဆိုတော်ဥပိုင်းကိုချီးကျူးဂုဏ်ပြုတာကနေစလို့တရုတ်ကအင်တာနက်သုံးစွဲသူတွေကို နောက်ပြောင်နဲ့တက်ချင်းတွေအထိဖန်တီးခဲ့ဘူးတဲ့မလေးရှား rapper Name Wee ရဲ့ ဂီတဟာထိုင်းမွန်မှာလူသိများခဲ့ပါတယ်။သူ့ရဲ့မထီမဲ့မြင်ပြုတ်တတ်တဲ့အမှုအရာနဲ့တခါတည်းရမှာရည်စရာကောင်းတဲ့ပုံစံတွေကြောင့်လူသိများပြီးတော့ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ဒါကြောင့်ပဲထိုင်းဝမ်သူအသက်32နှစ်အရွယ် social influencer Iris Che တည်ဆုံးမှုဟာသူနဲ့ပတ်သက်နေတယ်ဆိုတဲ့သတင်းကထိုင်းဝမ်မှာလူအများအပြားကိုအံ့အားသင့်စေခဲ့ပါတယ်။ Iris Che ကို အော်တိုဘာလ22ရက်နေ့ကကွာလာလမ်ပူမြို့က ဟိုတယ်အခန်းတစ်ခုမှာတည်ဆုံးလျက်သာတွေ့ရှိခဲ့ပါတယ်။နေမွီးဟာအခင်းဖြစ်ပွားရာနေရာမှာရှိနေခဲ့ပြီးတော့ရဲတွေကသူ့စီကနေအပြာရောင်ဆေးပြားကိုးပြားကိုတွေ့ရှိခဲ့ပါတယ်။သူ့ကိုချက်ချင်းဖမ်းဆီးခဲ့ပြီးတော့ဆေးစစ်ဆေးမှုတွေအရာသူ့ခန္ဓာကိုယ်ထဲမှာတရားမဝင်မှုရဲ့စီးပွား၄မျိုးပါဝင်ကြောင်းတွေ့ရှိရပါတယ်။အစပိုင်းမှာရှဲရဲ့တည်ဆုံးမှုကိုရုတ်တရက်တည်ဆုံးမှုအဖြစ်သတ်မှတ်ခဲ့ပေမဲ့နောက်ပိုင်းစစ်ဆေးမှုတွေအပြီးမှာအာနာပိုင်တွေကဒီအမှုကိုလူတက်မှုအဖြစ်ပြန်လည်သတ်မှတ်ခဲ့ပြီးတော့ နိုင်မူကြီးကိုတန်တရားရှိသူအဖြစ်စရင်သွင်းခဲ့ကြပါတယ်ရဲတပ်ဖွဲ့ကကျွန်တော်တို့အစပိုင်းမှာဒီအမှုကိုလူသေဆုံးမှုအဖြစ်သတ်မှတ်ခဲ့တာပါဒါပေမဲ့တေဆုံးမှုရဲ့အကြောင်းရင်းကိုပြန်လည်စစ်ဆေးပြီးတော့အခုလူတက်မှုအဖြစ်စုံစမ်းစစ်ဆေးနေပါတယ်လို့ပြောကြားခဲ့ပါတယ်။နေမွေးကသူကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာထုတ်ပြန်ခဲ့ပါတယ်။ ရဲစခန်းအပြင်ဘက်မှာသူ့ကိုယ်သူ ဗီဒီယိုရိုက်ထားတာကိုလည်းပူတွဲဖော်ပြခဲ့ပါတယ်။သူ့ရဲ့ပရိသတ်တန်ပေါင်းများစွာဟာအခုအခါမှာတော့ဒီလူတက်မှုဖြစ်စဉ်မှာသူပါဝင်နေဆိုတာကြောင့်တုံ့လှုပ်အံ့ဩနေကြတာပဲဖြစ်ပါတယ်ခင်ဗျာ။